ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒီနေ့ညပိုင်းမှာကြည့်ရတော့မယ်ကျွန်တော်တို့မြန်မာကုန်ဆောင် Fighter နှုတ်ရဲ့ပွဲကြောင်းလေးကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်ခင်ဗျာဒီနေ့ညမှာဆိုရင် 1championship က155 129ပြိုင်ပွဲကြီးကိုကျင်းပသွားတော့မှာဖြစ်ပါတယ်အဆိုပါပွဲမှာကျွန်တော်တို့ရဲ့မြန်မာကုန်ဆောင် Fighter နှစ်ယောက်ဖြစ်တဲ့ဟာလင်းအောင်နဲ့ထွန်းမင်းအောင်တို့ကရင်ဆိုင်ပါဝင်ထိုးသက်သွားကြမှာပါအောက်ချင်းလေးကဟာလင်းအောင်ကတော့ဂျပန် Fighter တန်နစ်စုနဲ့ရင်ဆိုင်ထိုးသက်ရမှာပါ comment အောင်ကတော့ Thailand Major Fire Tanon နဲ့ရင်ဆိုင်ထိုးတိုက်ရပါပါ။အောက်ချင်းလေးတော့ကလည်းပွဲချက်တပွဲလို့ကျွန်တော်တို့ကပထမဦးဆုံးမှတ်ယူလို့ရပါတယ်ခင်ဗျာ။တိုးပေးတီတိုင်အောင်အောက်ချင်းလေးမှာလည်းဆွမ်းဆောင်ရကောင်းနေချပြနိုင်ခြင်းရှိနေတာဖြစ်တဲ့အကြောင်းမလို့ကျွန်တော်တို့ကလုံးဝ short ထွက်ထားလို့မရပါဘူး။ဘလို့ခင်းချင်းနေပြပါစေအောက်ချင်းလေးဘက်ကနေလည်းမျောလင့်ထားလို့ရပါတယ်ကွန်ဘက်စပေါ်ဖြစ်တာနဲ့ညီဖိုက်တာနေအောင်ကနောက်ဆုံးဘယ်မတီကင်ဒီလုံပြနိုင်တဲ့အရာတွေအများကြီးရှိနေသေးတာမလို့မျက်တော်မခတ်ပဲစောင့်ကြည့်ခြင်းစရာကောင်းပါတယ်ဒီဘက်ကလည်းသေးသောမှုကျန်းတဲ့ပွဲချင်းတွေဖြစ်လာမှာပါ ဖိုက်တာနေရာလုံးကလည်းမိကုံရန်ကုန်ကျမ်းမယ်ဆိုပြီးပြောဆိုထားပါတယ်။ဘယ်ဖိုက်တာကအမောက်သိခံရမလဲ။နိုင်မဘလို့ပုံဖော်နိုင်မလဲဆိုတော့မကြငင်ချိန်တွင်းမှာဖြေပေါ်တော့မှာဖြစ်ပါတယ်။အောက်ချင်းလေးတို့လည်းဒီဘွဲကတကယ်ကိုအရေးကြီးတဲ့ဘွဲချင်းတစ်ဘွဲလို့ပြောလို့ရပါတယ်။ဘာကြောင့်လဲဆိုတော့အောက်ချင်းလေးလေးနဲ့ဒီဘွဲမှာသာနိုင်မဘပုံဖော်နိုင်ခြင်းမရှိခဲ့ရင် နောက်တစ်ချိန်ဝမ်းချက်မရှိကအောက်ချင်းလေးကိုထပ်ပြီးအခွင့်အရေးပေးရတော့မလားဆိုတော့လေကျွန်တော်တို့ကစိတ်ဝင်စားစရာကောင်းပါတယ်။ဘာကြောင့်လဲဆိုတော့အောက်ချင်းလေးကဝမ်းချက်မရှိမှာပြီးခဲ့တဲ့တပွဲထိုးသက်ထားပါတယ်။အဲ့ဒီပွဲတုန်းကလည်းဂျပန်ဖိုင်နယ်ဂျိုင်းအရှိကိုအလဲထုံးနဲ့ရှုံးနေခါတာပါ။ဒါကြောင့်မလို့ဒီဒီချိန်မှာနိုင်မောမရခင်အောက်ချင်းလေးတော့ဝမ်းချက်မရှိခီးလန်းက ကြံတန်းသွားနိုင်ပါတယ်။ဘလို့ဒီဖြစ်လာအောင်မလဲဆိုတော့ဆက်လက်ဆောင်ကြည့်သွားကြရမှာဖြစ်ပါတယ်ခင်ဗျာ။ဒီမှာကုံဆောင်ဖိုင်ရလေးအောက်ချင်းလေးနေနဲ့လေအကောင်းဆုံးအလဲထုံးနိုင်မွေးရရှိပြီးဝမ်ချမ်းမရှိမှအဆင်ပြေမှုများစွာနဲ့ရှင်းဆက်နိုင်ပါစေလို့ဆန္ဒပြုပါတယ်ခင်ဗျာ။အဓိကကောင်းပွဲနေရာမှာထိုးသက်ကြမဲ့ထောင်းမြအောင်နဲ့တန်တုံတို့ရဲ့ပွဲချောင်းလေးကိုပြည်သက်တီစီထပ်မံပြောပြချင်ပါသေးတယ်။တန်တုံဆိုတာကဝမ်ချမ်ပီယံရှစ်ရလက်ပိုင်းအဖြစ်သိပ်ပြီးတည်ငြိမ်ရင်းမရှိပေမဲ့ထိုင်းဖိုက်မှာတော့ဆွမ်းဆောင်ရောင်ကောင်းပေါင်းများစွာချပြတ်ထိုင်နေတဲ့ချန်ပီယံကြီးတအုပ်ဖြစ်ပါတယ်။ ဝမ်ချမ်ပီယံရှစ်မှာတော့၃ပွဲထိုးသက်တာပြီးဒီပွဲနဲ့ဒီပွဲရှုံးဒီပွဲပွဲပြည့်ရလို့ကိုပိုင်ဆိုင်ထားပါတယ်။နောက်ဆုံးထိုးသက်ခဲ့တဲ့ပွဲမှာလည်း Russia Fighter ကိုလဲထိုးနဲ့ရှုံးနေထားပါတယ်။ဒီကြံသူနဲ့ရင်ဆိုင်ထိုးတဲ့ Fighter ကတော့အပြည့်က UFC လက်ဝဲအကျော်မော်ချန်ပီယံကြီးရဲ့ညီထွန်းမင်းအောင်ဖြစ်ပါတယ်။ ဟောမင်းအောင်အထွန်းတော်မင်းရဲ့လေ့ကျင့်ပစ္စည်းကြီးကြပ်ပေးမှုတွေအောက်မှာဘလောက်ထိလုပ်ပြတ်နိုင်မလဲဆိုတဲ့ရင်ခုန်စရာကောင်းပါတယ်။ဟောမင်းအောင်က1 championship မှာ၄ဘွဲ့ထိုးသက်ထားပြီး2 point နဲ့2ဘွဲ့ရှုံးရလက်ကိုပိုင်ဆိုင်ထားတာပါ။အဲကြောင့်မလို့ဟောမင်းအောင်အနေနဲ့လည်းဒီဒီချင်းရင်ဆိုင်ထိုးသက်ရမယ့် fighter ကခက်ခဲတဲ့ fighter လို့သတ်မှတ်ထားလို့ရပါတယ်။အကယ်၍များဒီ fighter ကိုသာကြော်ဖြတ်ပြနိုင်ဟောမင်းအောင်တို့ကနောက်1 championship မှာပိုအဆင်ပြေမှုများစွာရရှိလာနိုင်ပါတယ်။ဒီ fighter ကိုကြော်ဖြတ်ပြနိုင်မှုတွေထောမင်းအောင်ကလည်းအသေးစိတ်စူးစမ်းထားပါတယ်။ ထုံမင်းအောင်ကိုရန်ကတော့သူ့အနေနဲ့နိုင်နာရှုံးတော်ကိုပဓာနာမထားပဲပြိသက်တွေလို့ဖြောပြင်းမှုအကောင်းဆုံးပေးသွားမယ်ဆိုပြီးပြောဆိုထားပါသေးတယ်။အခုလိုမျိုးစိတ်တဲ့တင်းနဲ့အကောင်းဆုံးဖြောပြင်းနိုင်ပါစေလို့ကျွန်တော်တို့ကဆုတောင်းပေးပါတယ်ခင်ဗျာ။ဖိုင်တာနေအောင်တိုင်ရပြဿနာကင်းကင်းရှင်းရှင်းနဲ့ပွဲတွေတွေမှာအကောင်းဆုံးပြိသက်တွေကိုဖြောပြင်းမှုပေးနိုင်တဲ့ပွဲကျင်းတွေဖြစ်ထိုးသက်နိုင်ပါစေလို့လည်းဆန္ဒပြုပါတယ်။ထုံမင်းအောင်နဲ့အောက်ချင်းလေးတို့ပါဝင်ထိုးသက်မဲ့1 Friday 5 129ပြောင်းပွဲကို1 Championship ကဒီနေ့ညမြန်မာစံတော်ချိန်ည9:00နာရီမှာစတင်ကျင်းပသွားမှာဖြစ်ပါတယ်။ ။ဟာလင်းဝင်ရဲ့ပွဲကတတိယမြောက်ပွဲစဉ်မှာထိုးသက်ရမှာဖြစ်တဲ့ကြောင့်မြန်မာဆန်လုံးကြီးည၈နာရီဝန်းကျင်မှာကြီးရဖို့ရှိပါတယ်ခင်ဗျာ။ထမင်းအောင်ရဲ့ပွဲကတော့အဓိကကောင်းပွဲနေရာမှာထိုးသက်ရမှာဖြစ်တဲ့ကြောင့်မြန်မာဆန်လုံးကြီးည၁၀နာရီခွဲ၁၇နာရီဝန်းကျင်လောက်မှာကြီးရဖို့ရှိပါတယ်။အဆိုပါပွဲတွေကိုလည်း One Championship Official Channel တွေကနေထိုင်ရကြည့်ရှုအားပေးနိုင်ပါတယ်ခင်ဗျာ။မြန်မာကုန်ဆောင်ဖိုင်တာလေးနှစ်ယောက်လည်းအကောင်းဆုံးအလဲထုံးနိုင်မယ့်ရရှိဘောနပ်စုကြီးတွေနဲ့အင်ပြန်နိုင်ပါစေလို့ကျွန်တော်တို့ channel ကစွန့်မောင်းအောင်တောင်းပေးပါတယ်ခင်ဗျာ။ ပြည်သက်တွေနေနဲ့ရောပဲလို့ထင်မျိုးစမိပါတယ်မိမိတို့ထင်မျိုးစချက်တွေကိုလည်းကွန်မန့်မှာဆွေးနွေးပေးခဲ့လို့ရပါတယ်ခင်ဗျာဒီကနေ့တော့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲလာမယ့်နေ့တွေမှာလည်း MMA လောကနဲ့အခစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရတဲ့ subscribe လုပ်သွားကြဖို့တောင်းဆိုပြတယ်ခင်ဗျာအားလုံးပဲတာယာပြရှင်မဲ့ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ